မြန်မာနိုင်ငံရဲ့ကံရဲဒေသတွေမှာအများဆုံးပေါရတဲ့အုံးမင်းဒီအုံးမင်းတွေဟာတပင်လုံးလိုလိုပြစ်စရာမရှိတော့အောင်အုံးသီးအုံးလက်အုံးမင်းအကုန်လုံးလိုလိုဟာသူ့နေရာနဲ့သူအသုံးဝင်ပါတယ်ဒီတစ်ပတ်မှာတော့အေယာဝီတိုင်းဒေသကြီးငပူရောမြို့နယ်ခေါ်ရကြီးကျုံကအုံးဆိုင်ဖြစ်နေတယ်အုံးမင်းတွေကိုအမိပြုနေတဲ့အုံးဆိုင်တောင်သူတွေရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် သားကြီးငပူတော်မြို့နယ်ခွန်ကြီးကျွန်းသားကကြွေချိုင်ကျေးရွာမှာအုံဒီခုအုံချောတန်တက်ပြီးဘဝကိုရက်တည်နေတဲ့ကိုမင်းစော်တို့မိသားစုရှိပါတယ်။သူတို့ရဲ့ဘဝအခြေအနေတွေကတော့ဘယ်လိုရှိလဲကျမနဲ့တူအရင်ဆုံးလေ့လာကြည့်ရအောင်ရှင်။ 16နှစ်သားလောက်ကလေးကကျွန်တော်ဘုံသီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတဝန်ရောင်းစပြင်းလှုပ်လိုက်တာကျွန်တော်သားသမီးတွေပညာရေးအတွက်ကိုးတန်းရအောင်တတိကျွန်တော်ဒီဘုံသီးရှိတဲ့လုပ်ငန်းကိုပဲဒီဇိုင်းမှမှချပြီးတော့ကျွန်တော်လုပ်ကန်စတော့နေတာပေါ့အဲပထမဆုံးကတော့အုံဒီတနေ့ကိုတထောင်လောက်ကြောင် ချိန်လို့ရတယ်အခုဆိုလို့ဆိုရင်တနေ့ချိန်မှာ200 300အပြင်တူမရတော့ဘူးဆိုတော့ကျွန်တော်နည်းနည်းစောင့်ဝင်နေရအခက်ခဲဖြစ်လာတော့သူကဘာလို့ဆိုအပင်တွေလှဲပလိုက်တာဟုတ်အပင်တွေကတအားပစ္စည်းသွားတာဟုတ်အဲ့လိုမျိုးများတော့ကျွန်တော်မှာအဲ့လိုအခက်ခဲလေးဟွာတွေ့ရပါဘူးအခုလက်ရှိကျွန်တော်ခံစားနေရအဲ့ဒါပဲကျွန်တော်တပြည့်လုပ်ငန်းတော့မလုပ်ပါဘူးကျွန်တော်ဒီလုပ်ငန်းပဲလုပ်အခုလက်ရှိယခုတတိပေါ့ဒီဟာပဲလို့ကျွန်တော်လုပ်ကင်စားတော့တော့လောတယ် စာဝင်တွေအတွက်ကနည်းနည်းအခက်အခဲရှိတယ်အခက်အခဲရှိတော့ဟိုကြုံလာကြပန်းပေါ့ဟိုလူခေါ်ဟိုလူခေါ်ဟိုလူနောက်လိုက်ပြီးတော့ဟိုအလုတ်ကလေးလုတ်ပေါ့ဒီလူခေါ်ဒီလူနောက်လိုက်ပြီးတော့အလုတ်ကလေးလုတ်အဲ့လိုမျိုးလိုက်လုတ်လိုက်အစင်တန်းကြီးရောက်လာတာပေါ့တပြေးပြေးဒါဖြစ်လို့ကျွန်တော်ဒီအုံကင်းဟိုမှအားကိုးလို့မရတော့ဘူးလေဟိုတနေ့ရရင်ပဲဟိုစိုက်ကလှဲပြလိုက်တာအပင်90နဲ့2ပင်လှဲပြလိုက်တယ်အဲ့တော့90နဲ့2ပင်လှဲပြလိုက်တဲ့အုံမင်းအားကျွန်တော်တပင်းတစ်လုံးချိရအောင်မှာ 52လုံးရမှာပြောအဲ့ဒီဟာလှဲပြလိုက်တော့ကျွန်တော်မှာတော်တော်လေးအဲ့လိုမျိုးတွေပေါ့ကျွန်တော်ရှိတ်သားဘွားတွေကကျွန်တော်တောက်ထဲမဟုတ်ပါဘူးတော်တော်လူအများစုရှိတယ်ကျွန်တော်မှာရှိတ်တဲ့လူတွေဒီကန်းချင်မှာဆိုလို့ရှိရင်ဒီအုံးသီးတက်တဲ့တမုံကြောင်းနဲ့ဟိုရက်တည်နေကြတဲ့လူတွေကတော်တော်များများလေးရှိတယ် ီးပြစ်ထားလေးတယ်သူကလည်းနေသူကောင်းမွန်မွန်လေးကျွန်တော်ကန့်ကျင်မပျက်စီးမယိုယွင်းမအောင်ဆိုရင်ငကိုပင်မအတိုင်းကိုကျွန်တော်နေထိုင်သွားတယ်အဆင်ပြေပါတယ်အခုကတော့အဆင်မပြေတော့ဘူးပေါ့ဒီတက်ခုကန်းလေးအစတရားလေးကပေါ်လာတဲ့ခါကျတော့မြေဟာပင်ပဲကြံခဲ့တယ်ကျွန်တော်အုံးတက်တဲ့ဘဝလေးကမဖြစ်နိုင်တော့ဘူးလေခုလိုမရနိုင်တော့ဘူးနောက်ပိုင်းဆိုတော့ကျွန်တော်ဒီအပင်ခက်အုံးမင်းကြီးကကျွန်တော်ရှိတော်ရှိတော်ဘူးလို့ထင်တယ် ဘုံတော့အုံသီးဈေးကလည်းတစ်လုံးမှာ100ပဲရှိတယ်။ကျွန်တော်ကအငှားသမားဆိုတော့အငှားတက်တာအုံသီး100မှာကျွန်တော်တို့1500ပဲရတယ်။အုံသီး1000ခုရင်ကျွန်တော်တို့1000ခွဲပေါ့။အဲအဲ့တော့အဲ့လောက်ပဲရတယ်။မိမနဲ့တော့ကျွန်တော်ဒါမင်းကြီးတွေအုံဒီကိစ္စတွေရတယ်လို့အဖေကမကြည့်တော့ဘူးဖြေရလို့ရတာအဖေကတည်းကကုန်ခန်းလား ဘာလို့လှုပ်ရှားကြအောင်လဲမသိဘူးလို့သူဘယ်လိုလှုပ်ရရင်ကောင်းမလဲမသိဘူးလို့ဒါတိုင်မင်နေလုံးဝရှိသေးရပေါ့ဘာလို့လှုပ်ရမလဲမသိသေးဘူးအလုပ်ကန်းလဲမေမေရဘာမှလက်ရှိလောဆယ်လှုပ်ဖို့ကန်မှုလုံးကိုတက်ကျွန်းတဲ့ဟာလေးရမရှိအောင်မင်းတက်တဲ့ကိစ္စတက်ကျွန်းတဲ့ဒီဟာပဲလောဆယ်ဒါလေးနဲ့မိကိုရက်တည်နေရသေးရပေါ့ ျွန်တော်သားသမီးတွေအိမ်မှာဘာလုပ်လဲအုံကျော်တန်းတက်အဲ့လိုပေါ့ရေမကဝက်စားကျွေးဒါပဲပေါ့ဒီမင်းကလေးဆိုလဲနေဘူးကြောင်လုံးက site ဒီမှာကျန်တန်းလောက်ရဲ့အလုပ်တွေဆိုတော့မလုပ်နိုင်ရဘူးလေမင်းကလေးဆိုတော့တို့ကမိဘနဲ့ကူညာပေါ့ကျွန်တော်ဇနီးရတော့လေအုံကျော်တံဖြစ်နေတာပေါ့ကျွန်တော်ဂျင်းကြီးချိတ်ချပေးတယ် သူကအောက်ကနေပြီးဒီအုံးလက်တွေကိုတဲတယ်အောက်မှာအုံးကြောက်တဲ့ဖြင်းနေကျွန်တော်အုံးသီးရှိတဲ့ဟာလေးနဲ့မလုံလောက်တော့အုံးလက်တွေပါကျွန်တော်ကတင်ပြီးတော့အဲ့လိုလှုပ်လာတဲ့အစိမ့်တန်းရောက်လာတာပေါ့อืมကျွန်တော်ခံစားရကတော့ပြောရရင်တော့တော်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 ကြီးဆိုမလွယ်ဘူးလို့ပြောရဘူးတော်တော်ကြီးကိုများတာပေါ့အခုလည်းဆိုဒီခလေးចောင်း မထားလိုက်ရတယ်ပညာတော်ရဲသားနဲ့ပေါ့ကျွန်တော်သားသမီးကိုကြောင်းမထားဘူးဘာဖြစ်လို့လဲကျွန်တော်စာဝင်နေအခက်ခဲတွေယူရင်းပြည့်စုံလာလို့ကျွန်တော်တရားမထားနိုင်ဘူးကျွန်တော်သားသမီးတွေပညာတော်တယ်မတော်တာမဟုတ်ညာကောင်းတယ်ညာကောင်းတဲ့အတိုင်းကျွန်တော်ရဲ့စာဝင်နေအခက်ခဲတွေ့လာတော့ကျွန်တော်ကြောင်းဆက်မထားနိုင်တော့ဘူးပေါ့အဲ့တော့တွေးတာပေါ့ကျွန်တော်အတွေးပေါ့ဩကို့မှာလည်းနောက်ခံကြောက်တော့နောက်ခံရဲမပြေလေအဲ့တော့သားသမီးတွေကိုလည်းပညာရေးစုံလေးအောင်ဒေဆုံးအောင်မထားနိုင်ဘာဖြစ်ဖြစ်သားသမီးတွေထားနိုင်တော့သူ့ဒါလေးနဲ့သူ့ ဆယ်တန်းလေးအောင်နေဟေးဆိုရင်ပဲကျန်တဲ့နေရာမှာအလုတ်ကလေးကန်လေးသူ့ခိုင်းနေတယ်သူအဆင်ပြေမယ်ပေါ့ဒါကျွန်တော်တို့လည်းအဲ့လိုတွေးတာပေါ့အခုကမထနိုင်တော့အသားသမီးတွေကလည်းဘယ်လိုဖြစ်လဲဆိုတော့ကျုံဟာကြပွန်ဟိုနေရာမှာဟိုလူရတဲ့ဟာလေးဟိုဝင်လို့ဒီနေရာကြပွန်ဟိုနေရာဟိုလူခေါ်တဲ့ဟာလေးဟိုဟာလေးလိုက်လို့ဟိုတနေ့မှ1500ရအဲ့လိုပဲဘဝကိုရက်တည်နေရတာပေါ့လောဆယ် ကျွန်တော်ဒီဒီလိုပေါ့နော်ကျွန်တော်ကန်းကြီးဒေသမှာဒီအုံးမင်းဒီတိတိဝလံအပင်လေးတွေပေါ့ဟိုမပြည့်စည်တင်တာလေးတွေမပြည့်စည်ရအောင်ကျွန်တော်ကတော့နောက်ဆုံးဟိုဟိုထိမ့်သိမ်းနိုင်တဲ့လူတွေရှိလို့ဆိုရင်ထိမ့်သိမ်းပေးစေချင်တယ်။ဒါပြလို့ဆိုတော့ကျွန်တော်တို့ကန်းကြီးလူသားတွေအတွက်စားဝတ်နေရေးအတွက်အဆင်ပြေအောင်လို့ကျွန်တော်အဲ့ဒါလေးတစ်ခုတော့ပြောချင်တယ်ပေါ့ မင်းဆောင်ကတော့ဒီဒေသမှာခီးသွွားလုပ်ငန်းတွေဖွံ့ဖြိုးလာတဲ့အတွက်သူ့ရဲ့အုံကြီးချိတ်တဲ့အလုပ်ကင်ဟာတဖြည်းဖြည်းနဲ့ညှော်နေလာခဲ့ပါတယ်။ဒါမှလည်းသူဟာအခြားစီးပွားရေးလုပ်ကင်မှုအတွက်လည်းအစင်သေးမဖြစ်သေးတဲ့အတွက်လက်ရှိအချိန်မှာအခက်အခဲပေါင်းများစွာရင်ဆိုင်နေရတာကိုကျမတို့မြင်တွေ့ခဲ့ရမှာပါရှင်။ ကျွန်းနာကအကြွေကြိုက်ကြွေရမှာအခုလက်ရှိအုံချံလုပ်ငန်း9ဧကပိုင်ဆိုင်ထားတဲ့ကိုထွန်းနှုတ်မိသားစုရှိပါတယ်။ပင်လယ်ကမ်းခြေနာကအုံချံနေဖြစ်တဲ့အတွက်အခုကာလပေါက်စေးဟာမနှဲလာပါဘူး။သူတို့တွေဘိုးဘွားလက်ထက်ကလေးကစိုက်ပျိုးလာတဲ့ဒီအုံချံတွေပေါ်မှာဘလို့မျောလင်းချက်တွေထားရှိလဲ။ဘလို့အကျိုးမြတ်တွေထားလဲဆိုတာကိုကျွန်မနဲ့အတူဆက်ပြီးတော့လေ့လာကြည့်အောင်ရှင်။ တောင်ကွာ90နောက်ပိုင်းလောက်ကြတော့အုံးနေသိမသိတော့ကျွန်တော်ကြောင်းတက်ထားအစားအဝေးသင်ပညာရေးအစားအဲ့လောက်ကိုချိန်ရတယ်ကိုကကိုအလွတ်လွတ်ရတယ်မိဘတွေလည်းအသက်ကြီးလာပြီဆိုတော့ပင်လယ်လုပ်ငန်းလည်းမလုပ်နိုင်ဘူးအဲ့ကျတော့ကိုဝမ်းစာပဲကိုကြောင်းပြီးအဲ့လိုသွားရတဲ့အနေအထားမျိုးရှိလက်ရှိအခြေအနေကတော့ကျွန်တော်တို့အုံးကဒီကန်းကြီးမှာအခြေအနေတော့တိတ်မကောင်းဘူးပြောရမယ်ဆိုရင်ဟိုကလာ90ခုနှစ် နောက်ပိုင်းတော့ဆိုရင် အုံရောက်ရတဲ့ဈေးဝက်ကအချိန်နဲ့မလှတော့ဘူးလို့ပြောရမယ်။ဘာလို့ပထမဆုံးကဟိုအုံဒီတလုံး၅ချက်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ဟိုကုံစင်းတုံးကနောက်ကနေလိုက်ပြီးတော့မတက်ဘူးလေ။အရှင်တော့ကအဲအဲ့အနေထားနဲ့သွားလို့ရတယ်။လူမှုရေးစီးပွားရေးပညာရေးအကုန်သွားလို့ရတယ်။အဲ့နောက်ပိုင်းကျတော့ကုံစင်းတုံးကလည်းတက်လာတယ်။အုံဝင်နေရလဲအခုအသီးတော်ဘူး။အခုဟိုတုံးက2000ထွက်တဲ့ခြံကအခုထွက်ရင်200ထွက်ဖို့သိပ်မလွယ်တော့ဘူး။တဘာဝပြောင်းလဲလာတဲ့အနေထားနဲ့ ောက်ပြီးတော့ကျွန်တော်တို့တွေကလည်းတဘာအတိုင်းဆိုင်ထားအုံးမင်းတွေကိုတိတ်ပြီးတော့ပြည့်ပြည့်နေလည်းမရှိဘူးအဲ့ဒါတွေကြောင်းလို့လည်းထင်တယ်အခုအနေထားနေတော့ဘာမှလုံနိုင်တဲ့အနေထားမရှိဘူးပေါ့အစိုးရဘိုင်းဖြစ်ဖြစ်ဟိုနောက်ကမိပညာရဲ့ငွေကြေးရဲ့နှစ်ခုထောက်ပံ့ပေးမှရလိမ့်မယ်အဲ့နှစ်ချက်ကတော့မဖြစ်မနေလို့ပဲခေါတော့ကဆိုရင်ဒီဘက်တစ်ချမ်းကိုပြရင်ဒီဘက်အချမ်းက2000ထွက်တယ်နှစ်လားတစ်ဘက်ဟိုဘက်တစ်ချမ်းက2000ထွက်တယ်အုံးကြီး4000ထွက်တယ်အခုက400ရအောင်မလွယ်ဘူးညီမ ဲ့ဆိုဒီဟာနဲ့ကဘယ်လိုမှအဆင်မပြေနိုင်ဘူး။ဒီနေရာကလူတွေဒီလိုအုံသီးမသိတော့ဘူးဟိုအနေထားတစ်ခုကလည်းဟိုတိတ်မရက်တည်နိုင်တော့ဘူးဒေသမှာဗာဖြစ်လာလဲဆိုတော့ခီးသွားလုပ်ငန်းဖွင့်ပြိုးလာတယ်ဗျဒီကိုရံကြီးနဲ့ပတ်သက်ပြီးတော့လူသိများလာတယ်တနိုင်ငံလုံးအဲ့တော့ခီးတယ်တွေဆင်းတယ်အဲအခုဆိုရင်မနှစ်ကနဲ့ဒီနှစ်ဆိုရင်တော်တော်လေးကိုဟိုနှစ်ဆလောက်ကိုပြောင်းလဲပြီးဆင်းလာတဲ့သဘောရှိအဲ့ဒီပုံမှာကျွန်တော်ပြောချင်တာက အစိုးရဘိုင်းအနေနဲ့ဘာလာလဲဆိုတော့ကျွန်တော်တို့ရှိကအမြတ်တော်ကုန်ကောက်ချင်တာတော့လာတယ်ဗျကုန်ခဲ့တယ်လာအမြတ်တော်ကုန်ကောက်ဖို့အတွက်ကျွန်တော်သိတာကဟိုတရားဝင် license ရှိရမယ်နောက်တစ်ချက်ကအဲ့တရားဝင် license ရှိဖို့အတွက်ကိုတရားဝင်နေရာပိုင်ဆိုင်ခွင့်ဒေသခံကိုပေးရမယ်တရားဝင်နေရာပိုင်ဆိုင်ခွင့်အခုချိန်ထိမှလုပ်မပေးသေးဘူးအဲ့ပြီးတော့တရားဝင် license ဘာမှထုတ်မပေးသေးဘူးဒီနိုင်ငံမှာဟိုဝန်ထမ်းကသွားနေရဆိုတော့ဒီအခွန်လေးနဲ့ပဲသွားနေတာကျွန်တော်ကဆောင်ပေးမယ် license ချပေး license ရဖို့အတွက်ကို တရဝင်ဖြစ်အောင်ဒေတာကလေးကိုသူ့ပိုင်ဆိုင်ကိုတိတိကျလုပ်ပေးလိုက်အုံဒီရလည်းမသိတော့ဘူးညာ90ရာနှုန်းလောက်ရော့ကျသွားတဲ့အနေအထားမျိုးတော့ဖြစ်သွားပြီ။အုံဒီတင်းထုံနေရတယ်။ဒီခြံကိုအစိုးရဘက်မှဖြစ်ဖြစ်ပုဂ္ဂလိကဘက်မှလုပ်ငန်းတစ်ခုနဲ့ချင်းဝယ်ယူမယ်ဆိုရင်ဗျာဟိုတက်တာတယ်။ခုကပြေစာဆိုတဲ့တီးစာခွန်တဲ့အတန်းကြောင့်အပြင်မှာပေါင်မယ်ဆိုရင်ကျွန်တော်တို့က ၈ကြာကနေပြီးတော့၅ကြာကြာထဲမှာရှိတယ်။အဲ့တော့ဘယ်လုံငန်းမှအဲ့လောက်မမြတ်နိုင်ဘူးလေ။အဲ့ဒီအတွက်အားလုံးအောက်၅နှစ်လောက်ဆိုဒေသခံရှိမှမဟုတ်တော့ဒီတိုင်းဆက်သွားတယ်။ကျွန်တော်ထင်တာမဟုတ်အတိအကျကိုဖြစ်လာနေတယ်။ဘာဖြစ်လို့အခုလက်ရှိကတက်ဝက်လောက်မရှိတော့ဘူးကျွန်တော်ယူရမှာ။ဘယ်လည်းကန်းစားမှာပေါ့။ကြောက်တိုင်နေဆိုင်ထားတာမှန်သမျှဒါကိုမပိုင်တော့ဘူးလို့ယူဆလို့ရတယ်။ မရှိတာကိုဒီတိုင်းထိုင်နေလို့ဆိုရင်ကျွန်တော်တို့ကငတ်နေရုံပဲရှိမှာလေအခုလိုကျွန်တော်တို့ဒီဒေတာမှာခီးသွွားများလာတဲ့အတွက်နောက်ဆုံး900ဆန်ရအစားဗျာငားများတဲ့လူကအဆုံးဟိုတပိုင်းတိုင်းလုတ်တဲ့ဘန်ဂလိုလေးတွေကသူတို့ရဲ့အဆင်ပြေတယ်လေဝင်လာတဲ့ဧည့်သည်ရဲ့ငွေကအားလုံးကိုမျှသွားတာလေဆိုင်ကတက်စီဆွဲတဲ့လူလည်းတနေ့ကတော့တောင်းကနှစ်တောင်းဆိုတာဧည့်သည်လာရင်ပုံမှန်ရှိနေတယ်လေအဲ့တော့အားလုံးကိုမျှကြီးဖြစ်သွားတယ်ဗျာကျွန်တော်ပြောချင်တာ ိုဘာလဲဆိုတော့အုတ်မင်းကတေဝိုင်းရင်တော့မှလေအသားရတယ်လို့ကျွန်တော်ပြောအုတ်မင်းမှာပြည့်စရာတော့မရှိဘူးလေနောက်အစ်စ်ပြန်ဆိုင်မယ်ပေါ့အုတ်မင်းနဲ့ပတ်တယ်တော့ဒီအုတ်မင်းကလေနှစ်ရင့်သွားမယ်ပေါ့အနည်းဆုံးနှစ်40ရဲ့အထက်လောက်ရှိတဲ့အုတ်မင်းလေဆိုရင်လေဒီအပေါ်ကာဘာတွေကြလို့ဆိုရင်ပင်ဂရိုသားလောက်ကိုခိုင်းတယ်အရေးထဲမှာနောက်ဆုံးကြွေကြလိုက်တဲ့အုံဒီနုပေါ့ဗျာအဲ့နုပေါ့ကစားသူကဟိုထင်းအတွက်လောင်စာရသေးတယ် ုံးယောဒန်လို့ခေါ်တယ်ကျွန်တော်တို့ရှိရလေအခုတော်တော်များများအဲ့အုံးယောဒန်ကိုတတ်ပြီးတော့ဒါပသိန်တို့ရန်ကုန်တို့အဲ့ကိုပို့နေတဲ့အနေထားလည်းရှိသေးတယ်အဲ့လုံကတွင်တော့တွင်ကြယ်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲဟိုသမင်းစားလောက်တဲ့ဝင်ငွေတော့မရဘူးပေါ့ဗျာဒီအုံးမင်းပြင်ဒီဒေသကိုအကုန်လုံးတော်တော်များများကိုဘာလောက်တလဲလို့မေးလို့ရှိရင်ရေလုံးငန်းက60ရာနှုန်းနီးပါးလောက်လောက်တယ်လို့ပြောလို့ရတယ် အခုလက်ရှိထုတ်ကုန်ပေါ့ဘာဖြစ်လို့ရော့ကြသွားလဲဆိုတော့အဲ့ဟာကိုဘယ်လိုပြန်လုပ်ပေးမလဲအရင်လိုပြန်သီးအောင်နောက်ပြီးတော့အဲ့ဒီပညာကိုဘယ်လိုပေးမလဲဆိုတာမှကျွန်တော်ကဒါရင်ဆိုင်ရတဲ့အခက်အခဲတစ်ခုပဲအခုလက်ရှိအခြေအနေထားလဲဒီအုံးကိုအရင်လိုပြန်သီးအောင်လုပ်ပေးမယ်ဆိုရင်ကျွန်တော်မှနီးပညာမရှိကျွန်တော်အထင်ကတော့ရာသီဥတုပြောင်းလဲတာလို့လည်းထင်တယ်တခံရိုးမှာလည်းဟိုတစ်တော်ကြီးတွေကကောင်းနေတယ်နောက်အပူရှင်ကလည်းဒီလောက်မပြေဘူးဟုတ်အခြေအနေအဲအဲ့အချက်တွေပေါ်မှာမီဒီနေလဲမလို့ကျွန်တော်ထင်တယ် အဲ29လောက်မှကျွန်တော်ကအိမ်အောင်ကြတော့ခုဆိုအိမ်အောင်ကြတာ10နှစ်ကျော်ပြီအကြီးဆုံးကတမီးလေးက3နှစ်လောက်ရှိတယ်အငယ်သားက3လသားကျော်ကျော်9လ9လတည်းရောက်ပြီကျွန်တော်ကသားသမီးအတွက်ကတော့နှစ်ခုနှိုင်းရှင်စရာရှိရပါတော့ပညာလည်းတတ်မယ်ပစ္စည်းဥစ္စာလည်းပြည့်စုံတယ်ဆိုရင်တော့ပိုကောင်းတယ်ဒါပေမဲ့ကိုကကိုအနေထားနဲ့ဗာပေးနိုင်မလဲဆိုတော့ကိုမှပစ္စည်းဥစ္စာအရင်ပေါ်များမရှိဘူးလေအဲ့တော့ပညာတတ်တယောက်ပဲအရင်ဆုံးဥစ္စာပေးအနေနဲ့ဖြစ်စေချင်ဒီကလေးတွေ ဒီအုံမင်းနေမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဒေတာကလည်းကဏ္ဍဆန်ဆန်ပဲဖြစ်သွားမှာလीအုံမင်းနေပတ်သက်ပြီးကျွန်တော်ပြောချင်တာအုံရတောက်ကိုဒီပါကင်ထုတ်ပြီးတော့ဒီဗမာပြည်ဈေးွက်ထဲကိုရောင်းနေတယ်ဆိုတဲ့ကိစ္စတွေရဲ့နောက်ပြီးတော့အဲ့ဒါမျိုးကိုကျွန်တော်တို့ဘက်ကဟိုအုံညာသမားတွေကလုပ်ဖို့ဆန္ဒတော့ဟိုအများဆုံးရှိတယ်ဒါပေမဲ့နှီးပညာမရှိဘူးဆိုတာရဲ့နောက်ပြီးတော့ဒီအုံမင်းနေရဲ့ဒီခုလက်ရှိတီးနေတဲ့နှုံဆုပ်ယုပ်သွားတာကလည်းကျွန်တော်တို့ဘယ်လိုပြန်လုပ်အောင်မသိတဲ့ဟို ဟိုမသိကြဘူးပေါ့ဗျာကျွန်တော်တို့အဲ့ပြန်လုံးမဲ့အတွက်ကျွန်တော်တို့မှနှီးပညာမရှိဘူးအဲ့အဲ့ဒါလေးပဲကျွန်တော်တို့တွေလိုအပ်ချက်ရှိတာပါတကယ်လို့အဲ့နှစ်ခုလောက်ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင်တော့ဒီအုံမင်းတွေကပို့ပြီးတော့ဒီဒေသအတွက်ပို့ပြီးတော့ကောင်းကျိုးရနိုင်တယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ကိုထွန်းတို့ကတော့အုံးကြံလုပ်ငန်းတွေမှာအကျိုးမြတ်နေလာတဲ့အတွက် ခီးသွားအပန်းဖြေလုပ်ငန်းတွေကိုသာအားစိုက်ပြီးလှုပ်ဆောင်သွားမယ်အနေအထားတွေကိုကျမတို့မြင်တွေ့ခဲ့ရတာပါရှင်အခုမြင်တွေ့ခဲ့ရတာကတော့ဒီဒေသမှာအုံကြံလုပ်ငန်းလုပ်ကင်တဲ့ကိုမင်းစော်နဲ့ကိုထွန်းထွန်းတို့ရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့ပြီးပါပြီဒီဒေသမှာပဲအခြားအုံကြံလုပ်ငန်းလုပ်ကင်တဲ့သူတွေရောအချင်းနေဘလို့ရှိနေလဲကျမနဲ့အတူသူတို့ရဲ့အတန်ကိုလည်းနားထောင်ကြည့်အောင်ရှင်း 85အရာဝင်မုံတိုင်းတိုက်တယ်ဒီအပင်တွေကတော်တော်လေးအကုန်လဲသွားတယ်လဲသွားတော့ဒါတွေငါတို့ကပဲဆက်ပြီးဆောင်ရတယ်85အရာဝင်မုံတိုင်းနေအဲ့အချိန်ကတော်တော်ပြည့်စည်ရရင်ပေါ့အုံညာသမားတွေအခက်ခဲရတော့တချို့လဲဟိုအုံညာချပြီးတော့ပတ်စံမရှိတဲ့လူတွေလည်းရှိကောင်းရှိရတာပေါ့ရှိတာပေါ့လေအဲ့တော့အဲ့လူတွေကြတော့ဟိုကုလိုဘုံသီးဝယ်တဲ့လူတွေရှင်မအုံဘေးတို့ဘာတွေယူပြီးတော့သူကတောင်းရတာလေးတွေရောရှိတာပေါ့ ဒါမဲ့တရားကိုသူကပြန်တော့ဆက်တာပေါ့လေအုံမရရတဲ့အသေးနဲ့အုံကျော်တန်တွေကအစရောင်းလို့ဝင်လို့ကောင်းလာတာဟိုတော့ကဆိုဒါတွေမီးတိုက်ပြေတာဒီအုံလက်ကကြာရင်ပုံနေတာပဲအုံဝင်နေမှာအခုအုံလက်မရှိဘူးတန်းတန်းရှင်းရှင်းဖြစ်နေတာတရားကိုသူကတတ်ပြီးတော့မြို့တင်ပြီးတော့ရောင်းကြတာအုံမရရတဲ့ဟာနဲ့တော့မိသားစုပဲလုံလောက်ဖို့လဲကြောင်းသားနဲ့ကျွန်တော်ကပြောရဲကျမ်းမာရေးနဲ့စားရေးတောက်ရေးနဲ့ ဒီပြင်တစ်ဖက်တလန်းလဲအလုတ်လုတ်ရတာဗောဒီဟာတူးတဲ့တော့လဲဘယ်ရမှီလို့လဲအုံငင်းတစ်ခုတည်းနဲ့တော့ဒီပြင်ပါတစ်နှစ်လုံးပါဘယ်လောက်ရမလဲဆိုတော့တူးမိုးဦးဟိုမိုးနောက်ပိုင်းရတော့400လောက်ကြာတယ်ဗော400 300ကျော်ဈေးတော့ဈေးမှမရှိတာကြီးတော့ဟုတ်ကဲ့ခင်ဗျအဲ့ဒီကုံတူးနှုတ်ကအုတ်ထားပြီလို့ဆိုရင်အဲ့ဒီအုံငင်းသမားတွေမှာလဲဘာအခက်ခက်လာကြုံလဲဆိုတော့သူကဈေးမတက်နိုင်တော့အဲဈေးမလဲတော့ဘူးဆိုတော့စာဝန်ကြီးအခက်ခက်တအားဖြစ်လာတော့တအားကြုံလာ ကျောင်းတဲ့အခါကျတော့ဒီဒေတာကိုရုံးကန်ကြတာတော့အသက်မြေထောက်မြေတော့ပြောမယ်ဆိုရင်တော့ကျွန်တော်ခက်ခက်ခဲရုံးကန်လာခဲ့ကြတာအထွက်ကဆုတ်လာရဆိုကျွန်တော်တို့ယာသည်ဥရုကြောင့်လည်းဖြစ်နိုင်တယ်ပဝင်းကျင်ကြောင့်မူလည်းဖြစ်နိုင်တယ်ပေါ့ဒီလောက်ပဲကျွန်တော်တို့ကတော့အကြံပြင်ပြောလို့ရတယ်အုံးကြံကျွန်တော်တို့ဒေတာမှာအကုန်လုံးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့လည်းကျွန်တော်တို့အဆက်အသွယ်လေးလိုတယ်ဒီအစိုးရကိုယ်တိုင်ကလည်းကျွန်တော်ခုလောလောဆယ်အခက်အခဲဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီကထွက်တဲ့အုံသားလေးတွေ ုံးသီးလေးတွေကိုကျွန်တော်ကပသိန်လောက်ပဲကျွန်တော်ကပို့လို့ရတယ်အဲကြောင့်မို့ပသိန်လောက်ကပဲဖြတ်ပေးတဲ့ဈေးနဲ့ပဲကျွန်တော်ကကျင်နာရတယ်ဒီလိုမဟုတ်ဘဲနဲ့အစိုးရလမ်းကြောင်းတွေဘာတွေဖွင့်ပေးမယ်ပြင်ပအကူအညီတွေကိုရမယ်အဆက်အသွယ်တွေရမယ်ဆိုရင်တော့တော်တော်ကြီးအဆင်ပြေမယ်လို့တော့ကျွန်တော်ကတော့မျှော်မှန်းတာပါပဲအခုတင်ဆက်ပေးခဲ့တာတွေကတော့ခွန်ကြည်ကျွန်းဒီကြွေကြိုင်ကြွေရာက အုံမင်ဆိုင်တောင်သူတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံမှာအုံမင်တွေအများကြီးရှိပေမဲ့လက်ရှိချိန်ထိတော့တံမိုးမြေထုတ်ကုန်တွေမထုတ်လုပ်နိုင်သေးပါဘူး။ဒါလည်းစီးပွားရေးနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်ရှင်။ဒီတော့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြောကြားပေးမယ်။စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဒေါ်သက်သက်ခိုင်နဲ့တော့ရောက်တွေ့ဆုံမင်းမြတ်ကြီးမှာဖြစ်ပါတယ်ရှင်။ဆမမင်္ဂလာပါရှင်။မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါရှင်။သမီးတို့ဒီနေရာကဏ္ဍဝင်မှုတို့ကဒီလက်ရှိမှာအများကြီးလိုအပ်နေသေးတယ်လို့ထင်ပါတော့။အဲလိုဒီ ပြီးခဲ့တဲ့ရက်ပိုင်းကသူအုံမင်းအကြောင်းသွားရတယ်ပေါ့အုံမင်းတော့ရတဲ့ခါမှာဒီအုံမင်းနဲ့ပတ်သက်ပြီးတော့အုံမင်းကနှိရှိနေတာများဆိုက်ရတယ်ပေါ့နော်ဒါပေမဲ့အုံမင်းနဲ့ပတ်သက်ပြီးတော့ဒီဘလူးအတက်တူထုံးနိုင်လို့အုံမင်းကိုနှိရှိတာများဆိုက်ပြီးတော့ဒါပေမဲ့အုံမင်းကိုအရင်ကတည်းကခုတ်ပစ်တယ်ဒီအုံလက်တည်းရောက်သွားတော့ဒါကတူဥပမာပြရအောင်နော်ခိုင်နဲ့ပတ်သက်ပြီးတော့ဆမားရဲ့တုံးသက်ချက်ကိုသိရရရှင်ဒီအစိုးရကဏ္ဍကနေစပြောလို့ရှိရင်ဒီအစိုးရရဲ့စီးပွားရေးမူဝါဒက တိုင်းပြည်တစ်ခုလုံးရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လို့အတွက်ကိုအကုန်လုံးကိုလွှမ်းခြုံတဲ့မူဝါဒဖြစ်ရမယ်ပေါ့ဟိုဒါကျမရဲ့ဒီပုတ်ကလေးကဖြစ်ချင်တာပေါ့နော်အဲနံပါတ်၁ကဘာဖြစ်ရမလဲဆိုလို့ရှင်လေယာကန်နောက်အခြေခံနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိရမယ်လေယာကဏအခြေခံနေဆိုတာစိုက်ပျိုးတာလေးမွေးမြူတာလေးပဲမဟုတ်ဖက်နဲ့เนาะဒါတွေကိုကျမတို့ကတန်ဖိုးမြင့်ထုတ်လုပ်တာပေါ့เนาะဒါတွေလည်းလုပ်ရမယ် တရားတန်တဲ့ဟာကိုတန်ဖို့မြင့်ထုတ်လုပ်နိုင်တဲ့အတွက်ကိုတထောင်ဖြစ်မယ်ပေါ့နော်တထောင်ဖြစ်မယ်1500ဖြစ်မယ်နော်စသဖြင့်နော်ဒီကြားထဲမှာဘာတွေဖြစ်သွားလဲဆိုရင်လူတွေအများကြီးလဲအလုတ်ကင်ခွန်လန်းရသွားမယ်ပေါ့နော်ဒီအုံးပင်ဆိုတာကဟိုနှစ်ရှည်လမြန်းနေတယ်ပြီးလို့ရှိရင် तू ကအုံးသီးကိုတီးတယ်ပေါ့နော် तू ရာသီလိုက်တီးတယ်တီးလို့ရှိရင်ကျမတို့လိုလိုအပ်တာတွေကိုတော့ကျမတို့တုံးလိုက်တယ်เนาะကျမတို့အုံးဆောင်ကုန်ဆိုလဲတုံးတာပဲလေ ဟိုဒီဒီခြေတုပ်ခုံတို့ဘာလို့လောက်တယ်ပေါ့နော်အရင်ကဆိုလို့ရှင်ဟိုကားကူရှင်တို့ဘာလို့မထဲ့တာလဲရှိအဲ့လိုကူရှင်လောက်ဒါပေမဲ့မာတော့မာတယ်ပေါ့တကယ်တမ်းဆိုအဲ့အုံးဆောင်ကုန်နဲ့ဒီဒီဟိုပေါ့မို့ရာတွေဘာကြီးလုံဝင်လဲကျွန်မထင်တာလေရောင်းတန်းဝင်နိုင်တယ် တခုခုနဲ့တော့ရောရမှာပေါ့နော် မှို့လို့ပါအောင်နဲ့ရောရမလားမသိဘူးဒါကတော့တီထွင်တာကတော့ဟိုဒီစမ်းတက်ကြည့်ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့လူကြီးတွေကဟိုဟိုအခုနောက်ပိုင်းစပရိန်မို့ရတော့ပါဆိုခါနာတယ်ပေါ့နော်အိရတာခါနာတယ်ငါးတက်သားတို့သုံးတက်သားတို့တက်သားပေါ်မှာ8ဒေါ်လဲဟိုတက်တောင်တက်သားမရှိဘူးလေဟိုဆိုလို့ရှိရင်အုံဆန်ကွန်မို့ရလူမျိုးဆိုအေးလဲအေးမယ်เออปีโลရှင်ค้านาราတို့ပါဘူးလဲတက်သားမယ်ပေါ့เนาะဒါပေမဲ့အုံဆန်ကွန်နဲ့ဘာနဲ့ရောပြီးတော့မှဟိုပို့ဖို့ဟိုဟာဖြစ်အောင်လုပ်မလဲဆိုတာမျိုးပေါ့เนาะ ဒါပေမဲ့အဲ့ဒါအတွက်ကိုကျမတို့ဘာလို့မလဲဆိုရင်ဒီဒီတွင်ကုံလိုမျိုးပေါ့နော်ကျမတို့ပုံဖော်ချင်တာပေါ့တခါလေကျရင်စာအုပ်ဟိုစာအုပ်အဖုံးလေးတွေပါလေးတွေမှာလေဒီအုံးကုန်နဲ့ဟိုဟာပေါ့ decoration လုပ်တာတို့လေနောက်စသဖြင့်ပေါ့ပြီးလို့ရှင်စာအုပ်ရဲ့ဘေးထောင်လေးထောင်လေးမှာ album တဘောမျိုးလေးလေထောင်လေးတွေလုပ်တာတို့လေစသဖြင့်ပေါ့ဒါပေမဲ့အဲ့ဒါကိုလက်နဲ့ထွင်းတာထက်ဆိုင်ဟိုဆက်လေးနဲ့ထွင်းရမှာလားပေါ့နော်စသဖြင့်လိုအပ်တဲ့နီးပညာတို့ တော့နောက်ဒီအုံးကုံကိုအယောင်တင်တာတို့နော်လိုအပ်တဲ့အယောင်တင်စီတို့ပါတို့လေနော်ဒီအုံးကုံဟိုပိုးမစားအောင်ဘာလုပ်မလဲပေါ့နော်စသဖြင့်ကျွန်တော်တို့ဒီစားတောက်ကုံပေါ့နော် food processing ပေါ့နော်ဒါတွေထုတ်လုပ်လိုက်လို့ရှိရင်ဆက်ယုံလုပ်ယုံနေဆိုတာပေါ်လာမယ်အဲပြီးလို့ရှိရင်ခုနကတဘာဝတင်အစာတောက်လဲအဆင့်မြင့်ပေါ့နော်အဆင့်မြင့်ထုတ်လုပ်မယ်တန်ဖိုးမြင့်ထုတ်လုပ်မယ်ဆိုရင်ဆက်ယုံလုပ်ယုံနေပေါ်လာမယ်နော်ဒီလိုပေါ်လာခြင်းအပြင်ကျွန်တော်တို့တိုင်းပြည်မှာဘာဘာဖြစ်လာမလဲဆိုလို့ရှိရင်ဒီ industrialization ပေါ့နော်ဆက်မှုဖွံ့ဖြိုးတဲ့ တိုင်းပြည်ဖြစ်လာနိုင်တယ်လက်ဆက်မှုဖွင့်ပြိုးတဲ့တိုင်းပြည်ဖြစ်ဖို့လို့အတွက်ကိုခုနဟိုဒီဒီအခြေခံခန္ဓာကြီးနှစ်ရက်ဒီအခြေခံခန္ဓာကြီးနှစ်ရက်ရဲ့တန်ဖိုးမြင့်ထုတ်လုပ်မှုကအရေးကြီးတယ်ပြီးလို့ရှိရင်နိုင်ငံတကာရဲ့အောင်မြင်နေတဲ့ဟိုအလေအထတွေကိုလည်းကျွန်တော်တို့လေ့လာပြီးတော့သူများဘာကြောင့်အောင်မြင်တာလဲကျွန်တော်တို့ဘာလုပ်ပေးဖို့လိုလဲပေါ့နော်ကျွန်တော်တို့ကလက်တွဲပြီးတော့မှအမြင်ကျယ်ကျယ်နဲ့ပူးပေါင်းပြီးဆောင်ရွက်ဖို့လိုတယ်ပေါ့နော်ချင်းကိုရရှိနိုင်မှုပေါ့နော်ဒါအရေးကြီးတယ် နောက်နောက်တစ်ခုပို့အရေးကြီးတာကဘာလဲဆိုကျွန်တော်တို့အာမခံလုပ်ငန်းပေါ့နော်တီးနှံအာမခံတို့ပါတို့ဒီအစိုးရကနေပြီးတော့မှတေချာအဲ့လိုလုပ်မဲ့ကုမ္ပဏီတွေပဲနော်ကိုယ်တိုင်းပြည်အတွက်တကယ်အကျိုးရှိမဲ့အာမခံနိုင်ငံခြားကုမ္ပဏီတွေပဲဖွင့်ပေးဖို့တဲ့နေပေါ့နော်ဒါအဲ့ဒါလေးပြောချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါဆရာမအခုဒီအချိန်မှာအားလက်တဲ့ဒါဖြည့်ကြားပေးတဲ့ဆရာမတို့မျိုးဒီဗီဒီယိုဒုက္ခလေရာစဉ်းစားအများကြီးကြည့်ပြီးတင်ပါရှင့်ဟုတ်ကဲ့ပါရှင်ကျမလည်း TVB ကိုကျေးဇူးအများကြီးတင်ပါတယ် င်တွေကိုမြန်မာနိုင်ငံရဲ့ကမ်းခြေဒေသတွေမှာနေရာတော်တော်များများမှာလဲစိုက်ပျိုးတာကိုတွေ့ရှိရပါတယ်။ဒီလိုအုံမင်းတွေများပြားပေမဲ့လည်းမြန်မာနိုင်ငံအနေနဲ့အစိမ်းမြေထုတ်ကုန်တွေမထုတ်လုပ်နိုင်သေးပါဘူး။ဒီရက်ဒီဒေသမှာရှိတဲ့အုံကြံလုပ်ငန်းလုပ်ကိုင်သူတွေကတော့ဒီအုံကြံလုပ်ငန်းတွေကိုဆွန့်လွတ်ရမယ့်အနေအထားတွေရောက်ရှိနေတာကိုမြင်တွေ့ကြရမှာပါရှင်။နောက်တစ်ပတ်မှာလည်းအခြားသည့်နဲ့အခြားဆိုင်ခွင့်တွေရှိရာကိုဒုက္ခလေယာစီစဉ်ကတွားရောက်ရိုက်ကူးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ကျမတို့ရဲ့အစီအစဉ်ကို Facebook Page ဖြစ်တဲ့ Moral Family DBB မှာလည်းဝင်ရောက်အကြံပြုပေးနိုင်ပါရဲ့ရှင်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်